မင်္ဂလာပါကျွန်တော်အမေရိကန်မှာ driver license လို့ရှောင်းမလဲဆိုတော့ကျွန်တော်လေ့လာရအောင်เนาะအမှတ်တစ်ချက်နေねကိုနေတဲ့ state ကိုနေတဲ့မြို့ပေါ့เนาะကိုရေးကြည့်တာကကို best state မှာနေလဲဆိုတော့ရေးကြည့်ရဆိုတော့ကျွန်တော် solution ပြမနေလဲကျွန်တော်နေတဲ့မြို့ကကျွန်တော်နေတဲ့ state က Oklahoma ဆိုတော့ကျွန်တော် Oklahoma state dmv so google မှာရိုက်လိုက် oklahoma dmv ဆိုဒီ website ပေါ်လာမယ်ကိုနေတဲ့ state ပေါ်တော့မှာ california ဆို california dmv လို့ရိုက်ချလာအဲ့လိုပေါ်လာလိမ့်မယ်အဲ့မှာမှာကဒီမှာ new license ဆိုရှင် new license ကြောင့်ဟိုအင်္ဂလိပ်လိုလဲတိတ် အင်္ဂလိပ်လိုကျွန်းညွညင်သိစရာမလိုဓမ္မအခြေခံနေတဲ့ new lesson lesson သိရှောက်မယ်ဆိုတော့အဲ့ဒါသိဖို့လိုတယ်ကိုမြန်မာပြည်နဲ့ရောက်လာတဲ့ teacher state ကလည်းပြောင်းတာမဟုတ်ဘူးပေါ့နော်အဲ့လိုဆိုလို့ရှိရင် new lesson ကိုနှိပ်မယ်နှိပ်ပြီးတော့သူ option okay ဒီမှာ new driver license and state id ကျွန်တော် state တိုင်းမှာ driver license နဲ့ state id မတူဘူးနော် တချို့က state id ရှိတယ် state id က driver license မဟုတ်ဘူး state id နဲ့ကာမောင်းလို့မရဘူးဒါပေမဲ့ driver license ရှိရဆိုလို့ရှိရင်တော့လုံလောက်ပြီเนาะ okay ဒီ website မှာဘာတွေရှိလဲချက်ရင်းဆုံးကြည့်ရအောင် so requirements vary depending on age and driving experience and the categories below will provide details on which type of license or id to apply for okay ဒီမှာကွာ the driver education resources တလချင်နေကြအောင်နော်ဟာဒါဆိုတော့ကျင် driving school ဝမှာရှိလဲ driving school တွေကြည့်လို့ရတယ်ပြီးရင်ဒီမှာ Oklahoma manual ကျွန်တော်လည်းအရင်ကဗီဒီယိုတခုလောက်ပြီးသွားပြီသူ driving သူဒီ test မဖြေခင်မှာ test မဖြေခင်မှာဒီ လန်နာပရမစ်ဆိုတာဖြေရတယ်လန်နာပရမစ်ဆိုတာကျတော့ပမ်မေပေါ့နော်သူကိုစာမောင်းကျင်လို့ရပြီဆိုတော့အဲ့ဒါသူမန်နျူဒီမှာဒေါင်းလုဒ်လို့ရတယ်ကျွန်တော်ဗီဒီယိုလုပ်ထားရှင်ယူဒီ YouTube ထဲမှာ share ကြည့်ပါနော်ပြီးဒီမှာ driving test vehicle requirement state တစ်ခုနဲ့တစ်ခု vehicle car requirements မတူမအောက်ကလောမမှာ Oklahoma State County Inspection မလို့လို့ရှိရနော် ဒီမှာချက်ကြည့်အောင်ဒါကိုတီးဖို့လိုတယ်ကိုကလန်နာဖာမစ်ရှိတာတယ် driver license ရှောက်တော့မယ်ဆိုလို့ရှင်ပါလို့လဲပေါ့နော်ကိုကားကိုသူတို့စစ်မယ်ကိုမောင်းမယ်ကား license plate က license plate must valid license plate license plate ကအမြဲတမ်းတက်တန်းတိုးအောင်မလို့တစ်ခေါက်တိုးအောင်ချိုးစိတ်ဆိုလို့ရှင်တော့တစ်နှစ်ထပ်ပို့ပြီးတိုးလို့ရတယ်ပြီးရင် lights မီးတွေသူတို့ရှစ်စစ်လိမ့်မယ်မီးဆိုတော့ brain နေတဲ့ချိန် um brain me ပေါ်လာပေါ့เนาะပြီးရင် signal signal ချက်ပြတဲ့မီးတွေပေါ်လာဆိုတော့သူက plate ရဲ့ဆစ်လိမ့်မယ်ပြီးရင် windshield windshield ရဲ့ဆစ်မယ်တာယာရဲ့ဆစ်မယ်ပြီးရင် horn ကောင်းမကောင်းပေါ့เนาะအဲ့ဒါတွေဆစ်မယ်ကဲပြီးတာတန်ကျဲတဲ့ကားတော့ပါတော့ဆိုသူတို့တို့မလို့ဂျွန်းဆိုကိုယူကားနဲ့တော့ဖြေပေါ့เนาะပြီးရင် brake ကောင်းမကောင်းဆိုတော့မှ break နင်းခိုင်းမယ် break နင်းနေချိန်မှာမီးလင်းလာ okay ဒါဆို break ကောင်းတယ်နည်းနည်းသွားပြီးတော့တချို့ဆိုလို့ရှိရင် break မာတာပြော့တာရှိတယ်ပေါ့နော် so ကိုကောက်သေးချာစစ်ပါ pin front door handle front door handle ဆိုတာအရှိအရှိ driver နဲ့ passenger နေပြီးတော့ဝင်စီလို့ရလာပေါ့နော်ဒီမှာ muscle brake from both side outside with normal effort can okay, no? ပြန် seat belt seat belt seat belt ကောင်းလားမကောင်းလားပေါ့နော်အဓိကမောင်းတဲ့လူ ပြန်ကိုပေးနာမ office officer တွေထိုင်မယ်ဆိုတော့ seat belt ကောင်းမကောင်းသူတို့စစ်လိမ့်မယ်ပြန် mirror ပေါ့နော် mirror ဆိုအแทမရှိတဲ့အနောက်ကြည့်တဲ့မှန်အဲ့ဒါကိုစစ်မယ်ပြန်နောက်ကြည့်မှန်တစ်ခုလည်းသူတို့စစ်လိမ့်မယ်ဆိုတော့ကိုကားရော Oklahoma မှာဆိုလို့ရှိရင်တော့ကို driving test ပေါ်မှာဖြေခင်မှာကိုကားအခြေအနေအရာကြီးရမယ်နော် license plate ကြီးမယ်မီးတွေကြီးမယ်ပြီး windshield တွေကြီးမယ် wiper လောက်လည်းကျွန်တော်ခေါ်ရနော် wiper တွေကြီးမယ်ပြီးကားဘင်းဒါဟိုဟာဘယ်လိုပြောမလဲကားဘင်းဒါဟာကိုပြောနေလားဒါမှမဟုတ်ကားဘင်းကဒါဆုတ်နေလားဒီမှာじゃ thread thread depth 232 inch or no ply or cord exposure thread ဆိုတာဟိုမှာအရစ်တွေပါတယ်မရှိတော့အဲ့ဒါတော့မလို့ခြင်းတော့ no borders bumps ဘူးထွက်နေပါရဲ့မလို့ခြင်းတော့ဆိုတာစစ်ပေးဖို့လိုတယ် horn က must be orbit 200 feet ပေးနေရနေပြီးတော့ကြာဖို့လိုတယ် so um horn တီးလိုက်တဲ့ချိန်မှာအတန်ကျေလာအတန်မထွက်အတန်မထွက် horn goes driver test တော့ပြင်မဲ့ဟာက horn မရှိဘူးဆိုလို့စင်စင်မပြေဘူး so ကိုကိုမျိုးမှာ driver license ဖြည့်ဘူးတယ်လို့ရှိတယ်ဆိုလို့ရှင်မေးပေါ့เนาะပြီးနောက်တစ်ခုကကျွန်တော်ဖြည့်တဲ့ချိန်မှာကားအကြီးတဲ့ကားသေးနဲ့ကျွန်တော်တွေ့ကြရပါဘောเนาะကားသေးနဲ့ဖြည့်တာက ပို့ပြီးတော့စင်ပြေတယ်ဥမာ parallel park ခိုင်းတာတော့ဘာတော့ကားကြီးတဲ့ကားသေးကနေရပို့မယူတဲ့အတွက်ကြောင့်ကားသေးနဲ့ကျွန်တော်တော့ပြီးတော့ driving test တော့ဖြည့်တာကောင်းတယ်เนาะဆိုတော့ပြင်နိုင်ကားသေးမှာ ျောင်းအသေးဥမာကျော်ဆိုရှင် Honda Accord ရှိမယ်ဒါမှမဟုတ်ကျောင်း Toyota Camry တော့ Corolla တော့တခြားအသေးစားလေးတွေပေါ့နော်အဲ့ဒါလည်းတွက်ဖြေကြပါဆိုတော့ဥမာကိုနေတဲ့ state မှာ ကိုနေတဲ့ state ရဲ့ကားပေါ့နော်ကား requirement ကိုကိုစစ်ပေးဖို့လိုတယ်နော်ဟုတ်ပြီဒီမှာ driver ကို education မလိုတော့ပြီးရင် um driver license ID ကိုတစ်ချက်ပြန်သွားရအောင် Só so, que hoje tem o website que eu não? Pema, ma. New license. New license, então, amém. Ok. Tem uma chat, ó. Tua to, real idea, web, ó, né? Ok. Ok. ဒါကြတော့ state id ခုနကကျွန်တော်ပြောတဲ့ state id ဒီမှာ non driver ဟုတ်ကလား my id state id က non driver ဆိုပြီးတော့သူ့အပေါ်မှာရေးထားတဲ့ကာမောင်းလို့မရဘူးပြီးကိုဖြေမှာက class d ဆိုတော့ class d ကိုကျွန်တော်ကြည့်အောင် class d commercial မဟုတ်ဘူးเนาะ commercial ဆိုတော့ဟိုက truck ကားကြီးတွေမောင်းတယ် class d ကျွန်တော်ဒီပုံမှန်ပုံမှန်ကားလေးတွေပေါ့เนาะမောင်းနေဟာ Okay, the apply for driver license. ဆိုတော့သက်ဆက်ရှင်နဲ့ထက်ဆိုလို့ရှိရင် okay ကိုပြဥမာ September 1st 2024နေ့ပြတဲ့သူတို့ license အသစ်လေးတွေရှိပြီးပြီးရင်ကိုကဘယ်လိုလိုတွေတော့ဖြစ်လို့ရလဲသက်ဆက်ရှင်နဲ့ကြော်ဖို့လိုတယ်ဟိုသက်ဆက်ရှင်နဲ့အောက်လည်းရတယ်ဒါအကြတော့ under 18ပေါ့နော်ဒါပေမဲ့ session နဲ့ကြော်ပြီးဆို session နဲ့ဒါကျွန်တော် state of law မှာဖြစ်တယ်ပင်လန်နာ permit က expire မဖြစ်ဘူးဆိုတော့ driving test တော့မဖြစ်ခင်မှာ learner permit learner permit က expire မဖြစ်ဘူးလို့ရနော်ဆိုတော့ learn your your permit has been expired over 3 years you will be required to retake the written test and drive test မာကို learner permit expire တာ3နှစ်ကျော်သွားပြီဆိုလို့ရှိရင်စာရေးတဲ့ learner permit test ကိုပြန်ဖြည့်ဖို့လိုလိမ့်မယ်နော် Okay, so that learner premise test rian test so learner premise test ကိုတို့ပြောခြင်းနာကဲဘာလို့မလဲ proof of identity proof of identity ရတာကျွန်တော်မဟိုမှာ american citizen ဆိုလို့ရှင် passport တမမဟုတ်ကို citizen certificate တွေယူသွားလို့ရတယ်ပြီးပြီးဆိုလို့ရှင်ကိုကလောင်မမနေတာနေတယ်ဆိုလို့ရှင်ဥမာရေမီးပေါ့เนาะ ရင်နေပါတယ်လို့ရှိရဆိုလို့ရှိရင်ရင်နေပါတယ်ကိုယူသွားလို့ရတယ်ဥပမာအိမ်ငါးအိမ်ငါးစာချုပ် mortgage ရှိတယ်ဆိုလို့ရှိရင် mortgage စာချုပ်တွေယူသွားလို့ရတယ်ပြီးကို social number လို့မယ်ဆိုအဓိကအရာရေပေါ့နော် okay ဒီမှာလိုအပ်တဲ့ uh one proof of identity green color passport လာတာလို့မယ်နော်ပြီးရင် proof of Oklahoma residency ဟိုမှာကျွန်ကျွန်တော် North Carolina မနေဘူးလဲဆိုတော့ proof of North Carolina residency ဆိုလို့ရှင်ခုနအင်စာချုပ်ပြလို့ရတယ်ပြီးရင်ရေမီ bill ပြလို့ရတယ် gas bill တို့ utility bill ပေါ့နော်ပြီးရင်တတိယချက်ချုပ် bank statement ပြလို့ bank statement ကို bank statement ပေါ်မှာကိုနေတဲ့ address ပါဖို့လိုတယ်ပေါ့နော် the proof of residency မပြလို့မရဘူးပြီးရင်က proof of identity မှာ မဂရင်းကလာ work permit လာဟိုအစိုးရထုတ်ပေးတာတကူကူလာပေါ့နော်ပြင် passport လာ passport ကကွာအာမြန်မာနိုင်ငံမြန်မာနိုင်ငံကျောင်းသားဆောင်မြန်မာနိုင်ငံကျောင်းလာတက်တယ်လို့ဆိုလို့ရှိရင်နော်အာ i20 လို့မယ်နော်ဆိုတော့ပြင်ကို social number ရှင် social number ကျောင်းမြန်မာနိုင်ငံသားတွေဒီမှာကျောင်းလာတက်တယ်လို့ကြတော့ social number မရှိရင်တော့မလို့ ြီး driving education တက်ထားလဲဆိုလို့ရှင် certificate တွေပြလို့ရတယ်။ကဲနော်ပြီးရင်ကိုက location ရှာမယ်။ location ရှာမယ်ဆိုတော့ location လောက်လိုက်မယ်။ Okay. location မှာကိုယ်ဘယ် location လဲလိုချင်တာ driving tesla rent tesla အ ပင် real id commercial travel license လား real id and driver license ဆိုတော့ကျွန်တော်က drive or test ရင်ဖြေမှာဆိုတော့ test ပေါ့နော် test ပြန် standard id d ဒီမှာနှမျိုးရှိမယ် cdl ဆိုတာ commercial driving license ကိုကို commercial driving license မဟုတ်ကိုလိုချင်တာရိုးရိုး standard ပေါ့နော် standard solution standard class d solution down name ပြီး okay uh, လောက်ခံနိုင်မယ်โอเคကျွန်တော်နဲ့ညီးတဲ့ကျွန်တော်အိမ်နဲ့ညီးတဲ့ဟာဘာညာဘာရှိလဲပေါ့เนาะဒီမှာ green light driving school ရှိမယ်အာဖြည့်လို့ရတဲ့မြန်ဆိုတော့အာခုနကကျွန်တော်ပြောသော best state best state ပဲဖြစ်ဖြစ် lower check တဲ့သူတယ်ကို permit အရင်အောင်ပို့လို့တယ် permit အောင်ပြီးပြီဆိုလို့ရှိရင် driving test ပြဖို့တော့ကိုနံပါတ်1ကားရှိပို့လို့တယ်ကိုကားကမီးကောင်းလား brake ကောင်းလား wiper တွေကောင်းလား horn ကောင်းလားအဲ့ဒါ ကြီးပို့လို့ရပင်ကိုရဲ့ license plate expire မဖြစ်ဘူးလို့ရဆိုတာတွေကြောင့်ရေးကြည့်တယ်နော်အဲလို့ရအာပင်မောင်းတဲ့ချိန်မှာသူကအဓိက test state တစ်ခုနဲ့တစ်ခုနဲ့သူ Oklahoma ကြရနေနေဟိုစီမီစီကနေနေကျွန် North Carolina လေကျွန်ဖြည့်ဘူးလေသူကနည်းနည်းပေါ်များတော့နည်းနည်းပိုရှုပ်တယ်ဒီမှာကျတော့ parallel parking လောက်ခိုင်းတယ်ပြီးအာ ဒီကုန်းစင်းလေးတွေမှာသူကဖတ်ခိုင်းနေပြန် stop sign တွေမှာရက်လာမရက်လာသူတို့ကြည့်မယ်ကိုတကယ်မောင်းထွက်တဲ့ချိန်ကျရင်ပြီးရင်မီး point တွေမှာရက်လာပြီး yield ပေါ့နော်ဖြည်းဖြည်းချင်းရက်နာတဲ့နေမှာရက်လာမရက်လာဆိုတာသူတို့စစ်လိမ့်မယ်စကူဘီနာမှာ officer တွေ time တွေစစ်မယ်ဆိုတော့အဲစီကန်လေးကိုနားလဲပို့ရ parking parking ပတ်တပ်ပို့လို့ရ ပင်ကောင်းကောင်း fucking ထိုးတက်ဖို့လိုတယ်ဗောနော် first time နေနဲ့အောင်ဖို့ဆိုတော့အာ state တခုနဲ့တခုမတူပေမဲ့လို့ state တခုဟို state ဒီ state တခုနဲ့တခုမတူပေမဲ့အာသူရဲ့သဘောတရားဗောနော် Oklahoma ဖြစ်ဖြစ် California လာ New York လာအတဘောတရားတော့တူတယ်ခုနကကြောပြောသလို London Premier လို့မယ်ပြီးရင် driving test ပြေးမယ်โอเคเนาะ so ဆင်ပြေကြပါစေမေးစရာရှိရဆိုလို့ရှင်လန်ကျော် comment လေးမှာရေးခဲ့ပါကျေးဇူးများတင်တဲ့နောက် video မှာပြန်တွေ့ကြမယ်